အခု30မှာတက်မတော်ဘက်ကတော့အပြစ်ခတ်ရဲဆဲထားတယ် MNDAA 4 week ကစက္ကုနစီနဲ့ကားတကြီးလုံးလူခုနှစ်ယောက်30မှာရောက်ရှိနေတယ်မနေ့ကအခုဒီနေ့ထက်ရောက်နေတယ်ကျွန်တော်တို့ကနိုင်ငံရေးစစ်ပွဲဆိုပေမဲ့စစ်ရဲ့သဘောတရားကိုနားမလည်ဘူးအခုသူများတွေပြောတယ်ရောက်နေတယ်တော့အခုတကြံတွင်းမှာကန့်ကောတဲခေါ်ဗန်မွေး တို့နိုင်ငံရေးအမြတ်ထုတ်မယ်တိုက်နိုင်မယ်ကြံတွင်းမှာနော်အခုကြောက်နေတဲ့ကြောင်မဲကနေပြီးတော့ဒီနေ့ထက်စင်းလာတယ်ထက်ရောက်နေတယ်အင်အားက900ဟိုဘက်တစ်ဘက်ကရောက်လာတဲ့အင်အား900 PDF တွေရောတဲ့နော်ရောက်နေတယ်အများကြီးပဲရောက်နေတယ်တို့ကကျွန်တော်ကဒါတည်င်းရောက်ပြောတာနော်တည်င်းရာကျွန်တော်ကစပီကာတယောက်အနေနဲ့ကျွန်တော်ပြောတာတိတဲ့လူတွေလည်းတိတယ်သူတို့ဘာလုပ်မလဲဆိုတာကို ကိုယ့်ဘာကိုစဉ်းစားရမယ်တကယ်ရောက်လာတာဒီနေ့လည်းရောက်လာပြီအင်အားပြန်ပြန်အင်အားဆိုရင်တို့တထောင်ကျော်နှစ်ထောင်ဒီပါရှိတယ်နော်အခုဒီပြင်ဦးလေးပြင်ဦးလေး30နောင်ချိုဥမတိဥမကလမ်းခွဲအခုရွှေချောင်းမင်းအခု30မှာနော်ကားတွေလည်းအကုန်လုံးရောက်လာတယ်ကျွန်တော်ရဲ့အမာကန်တရင်ပေး9ယောက်10ယောက်ရှိတယ်နော်ကျွန်တော်ဒီလိုနဲ့ပဲပြင်ဦးလေးရဲ့ပြင်ဦးလေးအတွက်အုတ်တချက်သေးတဲ့ဖွင့်ရနော်တရားသူရအေးမင်းအောင်ပြော်မူကြီးနဲ့ လက်တွဲတယ်ဟိုမှာရင်းမှုပင်မှာအခုလက်ရှိတောင်ဝန်ထမ်းဆောင်နေတယ်ကျွန်တော်အကို42ကမနေ့ကမှသူတို့အင်းဒိတ်เนาะသူတို့တောင်းစင်းတာเนาะ2000ခုနှစ်၄လပိုင်း9ရက်နေ့ငွေရတု25နှစ်မြောက်เนาะကျွန်တော်အားလုံးပါဝင်ပူပေါင်းပေးနေတာเนาะကျွန်တော်လည်းတက်နိုင်တဲ့သတင်းကိုရရှိတဲ့သတင်းကိုဒီလိုရုပ်ပြပြီးကျွန်တော်ပြောပေးနေတာเนาะအခုသူတို့ပြောနေတာကဂန်ကောအဲဥမာလူတဲခေါ်လို့ပုံစံမျိုးလို့အခုဟိုပါလေဗန်မွေးလို့နေရာမျိုးသူတို့ ပြန်ပြီးတိုက်ပွဲစဉ်ဖို့လှုပ်လာတယ်ရောက်နေတယ်ဒါပေမဲ့တက်မတော်ကအပြစ်ခတ်ရဲစဲထားတယ်အကြံပြီးမှ DCA ရောက်ကိုပြန်တိုက်မယ်အခုကြည့်လိုက်ဖလန်268ဘာဖြစ်နေလဲကျွန်တော်ဒီ live ကနေမပြောချင်ဘူးကျွန်တော်တို့အချိန်ချင်းကဖလန်ပြောခဲ့တယ်အခုညောင်ချိုး90-90ပဲဒါမှမငင်းနဲ့ဒီမှာ message တွေရောက်နေတာဖတ်မပြချင်လို့နော်ကိုဘက်ကတော့ကိုနိုင်ငံသူကိုနိုင်ငံသားကိုတိုင်းရင်းသားလက်နက်ကိုင်ကြီး ဆိုပြီးတော့ဒီငလင်တံပေးတဲ့နဲ့ပြည်သူတွေအပေါ်မှာကြည့်ပြီးတော့မှကိုယ့်ရဲ့တပ်မတော်ကမဲ့ညာပေမဲ့အကြီးကြီးတွေကမဲ့ညာပေမဲ့ရန်သူတပုံကဒါတွေကိုသူတို့သိမှာလည်းမဟုတ်ဘူးနော်သိမှာမဟုတ်တော့ခုညောင်ကျိုးကျိုး50 50ပဲဗျာအခုနှစ်ချောက်ရှိပါဖြစ်တော့လဲကျွန်တော်ဘာမှပြောမလို့ထားလိုက်နော်တိုက်နေကြတယ်အခုရွာဆက်နေရွာတင်မဒါကတော့ နေကံသတင်းပေးရကျွန်တော်ပြောပြတာနော်ဒီမှာဟုတ်ပါဒီထဲမှာနေမယ်မက်ဆေ့ပို့တာနော်ဒီမှာတော့ဖတ်လို့မရတော့ဟုတ်ဒီမှာဒီနေ့ကိုတော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ ကျွန်တော်တို့ဆက်နေရအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ကပ္ပဏီစကန်တိုက်ခံရပြီးကြတဲ့ကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေရာစစ်တီတွေနဲ့အတူတူတိုက်ရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဖောင်းမပြည့်စုံဘူးပြည်ကအုပ်ထုတ်မပြည့်စုံလဲအားတက်တရောနဲ့ရွရွချွံချွံတိုက်ခိုက်ကြတယ်တဲ့အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလာမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့ 莫问不比阿的，苦着啥的被倒过，多能一片的比的，啊？啥的被倒过，多能一片的比的。啥样的娃娃的嘞嘛？啥的？咱罗比都写对的。谁用设备买来的？谁我们是富的？谁娃龙龙老老是富的？谁对对这样样来来对对起的？看哪能？天将咪嘛佩服，看哪是比干？这六几年的养膘嘛？喏？这撮这撮做保障保障路线的嘞？谁娃没得走路嘞？现在嘛，谁对这样样路嘞？然后嘞，干嘞多得不？谁没欺负嘞？没得伢来撇嘴的？ အထက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နွယ်ရွာရဲ့အခြေအနေမှန်သိချင်ရင်မြေရင်ကွင်းဆင်းပြီးလေးတာလို့ရပါတယ်လို့ပြောပေးပါတယ်ကျွန်တော်တို့ဆက်နွယ်ရွာအခုဆိုတောထဲမှာလည်းမသွားရင်အကျေချုပ်ချာခံရသလိုဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နွယ်ရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်းတွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်ဆီခွဲစိတ်စရာဝင်စားငပိဟင်းကျိုဆေးဝါတောင်းသုံးပစ္စည်းဆက်ပြတော်လိုက်စေနဲ့မိန်ကလေးလာကျင်သုံးပစ္စည်းအစရှိသဖြင့်ပြီးတော့မှန်တော်ရွာကနေအောင်သာယာရွာကိုလည်း တိုက်စစ်အမြဲပေါ်ဆောင်နေပါလေတဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့တိုးမရအောင်ဖြစ်နေတာတဲ့မြေပြင်မှာဗျူဟာမှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝစ်စီးပြီးတော့တိုက်တာတဲ့အဲ့လောက်ဂျိုးဂျိုးသွားသားတိုက်တာတော့ ਨੇ အစဲခံနေရတယ်တဲ့အထက်ကလူကြီးတွေကလည်းပြောပေးပါလေကျွန်တော်တို့ဆက်နေရကိုပေါ့နော်ခေပြန်ပြီးတော့ကြည့်ပေးပါပေါ့ရှေတန်းကစစ်တီတွေစားတော်ဝါဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အရန်တနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တည်င်းကြရတယ်တဲ့ ြီးရင်ကျွန်တော်တို့စီလာလိမ့်မယ်တဲ့ကျင်းသေးလာမှာတဲ့အချိန်မီခဲရန်ရိတ်ကဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုန်းကဂျမ်ဘာကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကန်းနဲ့ပြစ်လည်းမရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စိတ်နေပါကိုပြစ်မထားပါနဲ့လို့ပြောပေးပါတယ်ဘာလုံးမှမလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလေတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောမတော့မယ်ဗျာတဲ့ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင်ပြက်လက်နေပြီတဲ့ကျွန်တော်တို့၁၂ရွာအတွက် ကြည်ပေးပါတော့လို့ပြောပေးပါတဲ့ကလေးကိုလမ်းပေါက်မှာအဲ့ဓာရီအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင်စာပြန်ပေးပါနော်တဲ့သူ့ရဲ့ဟောတော့ဖြောက်လိုက်မယ်ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ